ပရတီကြိုက်အာရှကြိုက်ကျွန်တော်ကြိုက်မင်္ဂလာပါကိုခိုင်းစတာဖူတဘောရှူအနေကျေးဇူးပါရခင်ဗျကျွန်တော်ကိုခက်ပါဒီညမှာရှင်ပြိုင်ကစားဖို့ရှိနေတဲ့ချန်ပီယံလိပွဲစဉ်တွေရဲ့အကြိုက်အသင်းတွေကိုဘောလုံးပွဲကိုစီးပွားပြီးကစားလို့ရတဲ့ညီကိုတွေအားလုံးအတွက် sharing လုပ်ပေးသွားကြပါတယ်အဓိကတော့အကြံပေးတာပေါ့ဗျာနော်အကြံဉာဏ်ကောင်းဖြစ်ဖို့မျှော်လင့်ပါရခင်ဗျပထမဆုံးတစ်ပွဲ Korobat နဲ့ Kubehigen ခေါ်ရဘက်ကို short တော့လို့မရဘူးနော်။ပွဲစဉ်တက်မှာတော့ Benfica ကိုအဝေးကွင်းမှာအနိုင်ယူနိုင်ခဲ့တဲ့အသင်းမှာအဇာဘိုင်ဂျန်ကအသင်းဖြစ်တဲ့အတွက်ကြောင့်ဟာအဇာဘိုင်ဂျန်ကဘောလုံးအဆင့်တန်းအဲ့လောက်မမြင်ပါဘူးဗညာ။တွားပြီး short မတွက်လိုက်ပါနဲ့။ဒါပေမဲ့အဲ့လို short မတွက်လို့ရတဲ့အသင်းကိုအေရှင်ပရိသတ်အားနဲ့ဖြုတ်မဲ့အသင်းကိုဘာကြောင့်မလဲတည်တဝက်လောက်ဆုံးရှုံးကွင်းမပေးရလဲ။ ကိုပီဟေဂင်ဆိုတာဘန်ဖီကာထက်မြင့်တဲ့အသင်းတစ်သင်းတော့မဟုတ်ဘူး level လောက်လိုက်တဲ့အသင်းမျိုးကော်ရော့ဘက်ကတည်တဝက်ရှုံးတော့ပြန်ပြီးတကယ်သူပေးတင်တယ်တတယ်ပေးထားခြင်းသည်ကော်ရော့ဘက်မနိုင်နိုင်ဘူးဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်တိုတယ်ကုန်းနဲ့တစ်ချက်ပြန်ချိန်ကြည့်အောင်နှလုံးအပြည့်ရှုံးနှလုံးအပြည့်ရှုံးဆိုမှသုံးလုံးအပြည့်နိုင်ပြီဗျာ2-1လို့ reset မျိုးမဖြစ်နိုင်တော့ဘူး1-1 1-0ဇီးဇီးဆိုတဲ့ reset မျိုးတွေများရတယ်တေချာရာကဒီပွဲစဉ်ဒီဂိုးမများဘူးဂိုးနဲ့နိုင်တဲ့သဘောပါ handicap ပြ နှစ်သင်းလုံးအတွက်ဘယ်သင်းအားပေးအားပေးအကျိုးမရှိဘူးကြေးခွာသွားမယ်သဘောမျိုးပဲဆိုတော့ကျွန်တော်ကဒီပွဲတင်မှာတိုတယ်ကိုအန်ဒါကိုထူးခြားစွာနဲ့ရွေးချယ်ပေးခြင်းပါတယ်။ဘာကြောင့်ထူးခြားစွာလို့သုံးနှုံးလဲဆိုတော့ကျွန်တော်ကများသောဖြင့်အပေါ်တွေကိုကြိုက်တယ်ဗျ။အဲဒီပွဲတင်ကတော့အောက်ကကျွန်တော်ပိုပြီးအာတီတာဖြစ်မိပါတယ်။အာရှရဲ့အကြိုက်ကတော့ကိုပေဟီကင်ဖြစ်ပါတယ်။ပရတီရဲ့ခမန်းမှုကတော့1-1ဖြစ်ပါတယ်။โอเคအဲ့တော့ကျွန်တော်နောက်တစ်ပွဲသွားလိုက်အောင်ယူနီယံ Saint Galois နဲ့ Newcastle Newcastle ကတရေအပြည့်ရှုံးပေးထားတယ် Saint Galois ကိုယင်းနေတဲ့သူတွေလည်းယင်းနေမယ်မယင်းနေတဲ့သူတွေလည်းမယင်းနေဘူးဒါပေမဲ့ Saint Galois က Belgium ရဲ့အခုနောက်တက်တဲ့အသင်းတွေထဲမှာတော်တော်လေးအသင်းကစားပုံကောင်းပြီးမာကျော်ကျစ်လက်တဲ့အသင်း Saint Galois ဆိုတဲ့နာမည်ကျွန်တော် Europa League မှာတည်းကတေချာလေးကြားခဲ့ဘူးတယ်တချို့တပွဲတလီကြည့်ခဲ့ဘူးတယ်အဆင်ပြေတယ်နော် bro Saint Galois ကိုသွားရှုပ်လို့တော့မရဘူး Quarabag ကိုရှုပ်လို့မရရနဲ့ Galois ကိုရှုပ်လို့မရတာတူတော့မတူဘူးဗျ Galois က ဘောလုံးစင်တန်းအပြင်ပုံမြင့်တဲ့ Belgian League ကအသင်း Newcastle တေးအပြည့်ရှုံးတကူးသွင်းတာနဲ့နိုင်ပြီဆိုတာတန်တယ်ဗျာအဲ့ Newcastle အနေနဲ့ရှေ့မှာ Arsenal ကိုပွဲချက်ကစားထားတဲ့ပွဲပတ်မှုလည်းရှိနေတယ်ဒါို့တစ်ချက်ထက်တွက်ရလိမ့်မယ်တိုတယ်ကိုနဲ့တစ်ချက်ပြောင်းချိန်ကြည့်အောင်၃လုံးတဝက်ပြေရှုံးဝင်ပေးထားပါတယ် ဆိုတော့တိုတယ်ကိုတော့ကျွန်တော်အလောက်စိတ်မဝင်စားဘူးဒီပွဲကနျူကာဆယ်နိုင်ကောင်းနိုင်နိုင်တယ်တို့ရမယ် percentage အမတက်အမတန်ကိုနည်းတယ်ကျွန်တော်ကတော့ဒီပွဲတမှာအင်ရှင်စိတ် galwise ကိုပို့ပြီးတော့ကြိုက်ပါတယ်အာရှအကြိုက်ကတော့နျူကာဆယ်ဖြစ်ပါတယ် predicy ရဲ့ခမန်းမှုကတော့ဝမ်းဝမ်းပါဒီတော့ကြောင့်ကျွန်တော် predicy နဲ့အမြင်ချင်းတူပါတယ်ခင်ဗျနောက်တစ်ပွဲ arsenal နဲ့ olympia cos predicy ခမန်းမှုက3-0ဖြစ်ပြီးတော့အာရှအကြိုက်ကလည်း Arsenal ဖြစ်ပါတယ်အကျွန်တော်ရဲ့ preview ထဲမှာလည်းဒီပွဲအကြောင်းပြပြစုံလေးပြပြပေးပြီးသွားပြီဆိုတော့ 2D ဖြစ်သွားမလား2 D အပေါ်ဖြစ်သွားမလားပဲစောင့်ကြည့်ရမယ့်သဘောမျိုးဖြစ်ပါတယ်အာစနယ်ကိုပဲရွေးချယ်ရမှာပါနောက်ထပ်တစ်ပွဲဘာစလိုနာနဲ့ PSG ဒီတစ်ပတ်ရှင်ပြိုင်ကစားမယ့်ပွဲတွေမှာအကောင်းဆုံးပွဲပေါ့နော်အာရှအကြိုက်ကတော့ PSG ဖြစ်ပါတယ်ပရီတစီရဲ့ခမန်းရွေးချယ်မှုကတော့တူတူပါပရီတစီရဲ့ခမန်းရက်ဇက်ကတော့တူတူပါဒီတို့ကြောင့်ဒီပွဲစဉ်ကိုဘာစလိုနာအတာစီးမရနိုင်ဘူး တည်ကြဖို့များတယ်လို့နှစ်သင်းလုံးက စိုင်းနဲ့စိုက်လုံးကသတ်မှတ်ထားတဲ့ပုံပေါ်ပါတယ်တကယ်တမ်းလည်းတေချဖို့များတဲ့ပွဲစဉ်တပွဲပါတေချရင်တဝက်ရှုံးဆိုရင်တောင်မှကျွန်တော်ဘာစလိုနာကိုအော်ဟစ်ပြီးရွေးပေးဦးမယ် first priority ဘာစလိုနာကွာ PSG မှာဒဏ်ရာကစားသမားတွေများနေလို့ဘာကြပြောနိုင်သေးတယ်သို့တော့အပြည့်အရှုံးကြီးပေးထားတဲ့အခါကျတော့ကျွန်တော်အာပေါင်းအာရင်တန်တန်မပြောနိုင်ဘူးအနေနဲ့များတယ်ဗျအဲ့တော့ကျွန်တော် priority လေးခွဲပေးခြင်းနဲ့ total ကိုတော့ကျွန်တော် over ကြိုက်တယ်ဒီနှစ်သင်းရဲ့နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှာ bro 9ချိန်က တိုတယ်ကို over ဖြစ်ခဲ့တယ်ဒီတစ်ချိန်ကလည်းတိုတယ်ကို over ဖြစ်ဖို့များတယ်လက်ရှိပေးထားတဲ့အကြောပေးမှုရကလည်းသုံးလုံးအပြည့်ရှုံးဖြစ်တဲ့အတွက်တိုတယ်ကို over ကိုပထမဦးစားပေးအနေနဲ့ရွေးချယ်ပေးချင်ပါတယ်ဒုတိယဦးစားပေးကတော့ဘာစလိုနာဖြစ်ပါတယ်ကြည့်ကျွန်တော်နောက်တစ်ပွဲလာပြီ Borussia Dortmund နဲ့ Athletic Bilbao Borussia Dortmund ကတရည်အပြည့်ရှုံးပေးထားပါတယ်ဒီပွဲစဉ်ကိုအာရှကတော့ Borussia Dortmund ကိုရွေးချယ်ထားပါတယ်။ဒီပွဲစဉ်မှာအာရှကတော့ Dortmund ကိုရွေးချယ်ပေးထားပါတယ်။ ပရတီကတော့2-1နဲ့ဘရက်ရှားဒော့တ်မန်နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။ကျွန်တော်လည်းဒော့တ်မန်ကိုပို့ပြီးတော့ကြိုက်တယ်။တိုတယ်ကိုကတော့နှလုံးအပြည့်ရှုံပေးထားတဲ့အတွက်ကြောင့်ကတ်နိုင်ဖို့များတယ်။ကတ်နိုင်လည်းပြဿနာမရှိဘူး။ဒော့တ်မန်ရဲ့နိုင်ချေကပိုများတယ်။ဘီဘာအိုရဲ့ကစားပုံကအစင်မပြေဘူးဗျအဲ့လောက်ထိ။ဆော့ဒီဘက်ကကျွန်တော်စိုက်နဲ့စိုက်လုံးနဲ့အမြင်ချင်းတူတယ်။အဝါရောင်တွေကိုပဲအားပေးမှာပါ။ ဟုတ်ကဲ့တလက်စာရိုင်းမိတ်ဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုကိုကူညီပတ်မှုထားတဲ့ football game မှာ iBack 69ကို၅ဒလုံးနဲ့ sport aid နဲ့ one expert ကိုကစားလို့ရပါတယ်မြန်မာချင်းနဲ့တည်တံကစားလို့ရတယ်လို့ဘတ်ဝင်လည်းကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပထမ6ဒလုံးခုဒလုံး၅ဒလုံးမှာစက်တွေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကဲဟုတ်ပြီအဲ့တော့ဒီတစ်ခါ Liverpool နဲ့ PSV Liverpool ကတရေအပြည့်အဝဆုံးရှုံးခွင့်ပေးထားတယ်ပေါ့နော်ဒီပွဲစဉ်ကို Predator ရဲ့ခံမှန်းမှုက Liverpool 2-1ဖြစ်ပါတယ် PSV ကလည်းသိယုံကြည်ရတဲ့အတင်းတင်းတော့မဟုတ်ဘူးဗျအာရှကလည်း လီဗာကူးစင်ကိုပဲရွေးချယ်ပေးထားပါတယ်တိုတယ်ကိုကြည့်မယ်ဆိုရင်ဒါ 3D ဖြစ်ပါတယ်ဒီလိုပွဲမျိုးကကျွန်တော်ကလီဗာကူးစင်ကိုလည်းတိတ်တော့မယုံဘူးဗျဒီ side နဲ့ side တော့ကလီဗာကူးစင်ရွေးပေးလို့ကျွန်တော်လည်းမရွေးပေးရဘူးလီဗာကူးစင်ဒီဇာဗီလွန်ဆိုလက်ထက်တုန်းကလီဗာကူးစင်မျိုးပြန်မမြင်ရတာတော်တော်လေးကြာပြီအဲ့တော့ကြတိုတယ်ကို over ရောစွန့်စားပြီးရွေးချယ်ပေးခြင်းပါတယ်နောက်တစ်ပွဲကမိုနာကိုနဲ့မန်စီးတီးအကြောပေးမှုသည်မန်စီးတီးက 1တဝက်ရှုံးဖြစ်ပါတယ်အာရှအကြိုက်ကမန်စီးတီးပါပရီတီရဲ့ခမန်းမှုကတော့မန်စီးတီး2-0လို့ဖြစ်ပါတယ်ရှင်းပါတယ်ဒီလိုပွဲမျိုးမှာကျွန်တော်တွေကမန်စီးတီးကိုတေချာပေါ့ယုံကြည်ရပါလိမ့်မယ်ခင်ဗျာနောက်တစ်ပွဲတော့အောင်နာပိုလီနဲ့စပိုတင်းလစ်စဘွန်ပရီတီရဲ့ခမန်းချက်ကတော့နာပိုလီ2စပိုတင်းလစ်စဘွန်1ဖြစ်ပါတယ်အကြောပေးမှုရကြည့်မယ်ဆိုရင်နာပိုလီကတည်ရအပြည့်ရှုံးပေးထားပါတယ်တိုတယ်ကူကတော့၃လုံးတဝက်နိုင် ဒီလိုအချိန်မှာကျွန်တော်တွေနာပိုလီကိုပဲယုံကြည်ရမှာပါ Sporting Lisbon ရဲ့ဆွမ်းဆောင်ရေးကလည်း Ruben Amorim ရှိတော့တဲ့နောက်ပိုင်းမှာအရင်ကောင်းတဲ့ဆွမ်းဆောင်ရေးမျိုးတော့မဟုတ်တော့ဘူး Antonio Conte ရဲ့နာပိုလီအသင်းကိုရွေးချယ်ပေးကြပါတယ်အာရှအကြိုက်ရတော့အနည်းငယ်ပြောင်းပြန်ဖြစ်နေပါတယ်။အာရှတော့ Sporting Lisbon ကိုရွေးချယ်ပါတယ်ခင်ဗျ။နောက်ဆုံးပွဲ Valeria နဲ့ Juventus ပေါ့နော်။အကြောပေးမှုရက Valeria ပြန်အကြောပေးထားတဲ့တရေ တဝက်ရှုံအာရှအကြိုက်က Juventus ဖြစ်ပါတယ်ပရီတစီရဲ့ခမန်းပေါ်ကဝမ်းဝမ်းပါဒီလိုပွဲမျိုးတွေကလည်းတည်ရကြဖို့များတဲ့ပွဲစဉ်တွေပါတကယ်လို့အကျော်ပေးရင်လည်းရတယ်ဗျာတွေ့မဲ့ Valeria ရဲ့နည်းနည်းလေးနိုင်ချေရှိတဲ့အတွက်ကြောင့်သူကတည်ရတဝက်လောက်ပြန်ပေးထားတာပေါ့နော်ကျွန်တော်တွေကတည်ရတဝက်လောက်နိုင်လဲမတက်နိုင်ဘူးအဲ့တဝက်ကိုပျော်ရွှင်ပြီးတော့ Juventus ကိုပဲရွှေ့ရမှာပဲဗျာကျွန်တော်ကတော့ Juventus ကိုရွှေ့ပါတယ်အဲ့ဒါကြောင့်အာရှအကြိုက်နဲ့လည်းတူတယ်ပရီတီရဲ့ကမန်းမော်ကတော့တည်ကြသွားတဲ့အတွက် Juventus ကိုပဲရွေးတဲ့သဘောမျိုးပေါ့နော်ကျွန်တော်တို့ site နဲ့ site လုံးနဲ့အမြင်တူပါတယ် ဟုတ်ကဲ့ဒါတော့ဒီညဘုံတုံးညမှာရှင်မြိုင်စားမယ်ချန်ပီယံလိပွဲစဉ်တွေတဲရမှကျွန်တော်တို့အကြိုက်အသင်းတွေကိုပရီတစီအာရှနဲ့အတူရွေးချယ်ပေးခဲ့တာပါအကြံပေးချက်တသက်သာဖြစ်ပါတယ်ကျွန်တော်ညီကိုတွေရဲ့အကြံနဲ့ထပ်တူညီမသားလေးရွေးချယ်ဖို့အတွက်အတိပေးရင်ဗီဒီယိုလေးကိုနားခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးများအိတ်တင်ပါတယ်ခင်ဗျာ